DVV ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပေးပါမယ်။ထိုင်းနိုင်ငံဘန်ကောက်မှာမြန်မာအလုပ်သမားရှာဖွေရေးအေဂျင်စီအလုပ်လုပ်ကိုင်နေသူအချင်းချင်းဘက်ငွေစေတန်းခိုးယူမှုဖြစ်ပွားပြီးမြန်မာနိုင်ငံသား၃ယောက်ကိုဖမ်းဆီးရမိပြီလို့ထိုင်းသတင်းတွေမှာဖော်ပြပါရတယ်။ ဘန်ကောက်ပရာဝိတ်နယ်မြေစီရီနက်ကလင်းလန်ကိုနိုမီဒီယန်တစ်ခုမှာနေထိုင်သူအသက်33နှစ်အရွယ်မြန်မာအမျိုးသမီးတစ်ယောက်ဟာမြန်မာလုံသားတွေအတွက်အလုပ်ရှာပေးနေတဲ့အေဂျင်စီကဖြစ်ပြီးတော့ပြီးခဲ့တဲ့နိုဝင်ဘာလ9ရက်နေ့ည10:00နာရီခွဲကသူအပြင်သွားနေတော့လုံဖော်ကင်ဘက်အမျိုးသမီးကအေဂျင်စီပိုင်တဲ့ငွေဘတ်၁၀တန်းကိုခိုးယူသွားကြောင်းနေမီရဲစခန်းကိုတိုင်ကြားပြီးဖမ်းဆီးနိုင်ခဲ့တာပဲဖြစ်ပါရဲ့ရှင်။ မြန်မာထိုင်းနယ်စပ်တနင်္သာရီတိုင်းမောတောင်မြို့အခြေစိုက်စစ်ကော်မရှင်တပ်စခန်းနဲ့ဂိတ်တွေကိုဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်ပိုင်းကတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ဒေသခံတွေနဲ့တော်လန်ရေးတပ်ဖွဲ့တွေစီကနေသိရပါဗျ။ရှမ်းပြည်နယ်မြောက်ပိုင်းကလာရှုံးနဲ့တီဘောမြို့ကြားနဲ့မိုင်းရဲမြို့အဝင်အထွက်တွေကိုစစ်ကောင်စီတပ်ကတရားမဝင်ကုန်စည်တင်သွင်းမှုအကြောင်းပြပြီးတော့ဒီကနေ့နိုဝင်ဘာလ14ရက်နေ့မနက်9နာရီမှာကားတွေကိုပိတ်ထားတယ်လို့ဒေသခံတွေစီကနေသိရပါဗျ။ DVV ရဲ့နောက်ဆုံးရသတင်းတွေကို DVV TV News Facebook Page မှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ရှင်